ထွန်းတင်ပြီးတနေ့တည်းများစနေကျင်းလုံးရေးစာရာဥရေပုံမှန်စသောအရာမြမှုထင်ရှားကျူးလွန်သဖြင့်အလုံးနှစ်ထောင်တန်နှစ်နှစ်ကြာခံစီရန်အမေချမှတ်သည်ချုံရံများအားပြည်တံမှထုံထုံခန်းစားခွင့်ပြုသည်မောင်နေဘသူစာတို့ထောင်နဲ့နဲ့နဲ့စီရင်ချက်ချမှတ်ခံရရယ်ချုံရက်တွေလုံးရင်ထောင်တနည်းကျော်ကြာခံရရယ်ဂုံသိခါကိုချစ်မြတ်နိုးတဲ့မောင်ကထောင်နဲ့ကြာခံရတာမို့အမေချတဲ့နေ့က လက်ချီငုံမိပါရယ်မြေကြီးတွေမရှိတော့ဘူးထင်ပေမဲ့အဲ့ဒီနေကမြေကြီးကလည်းဟောစီကြခဲ့တယ်ငွေကမောင်ကိုဖျက်ဆီးခဲ့တာလားလက်ချီရဲ့အချစ်လုံးယောဂါတွေကြောင့်မောင်ဖောက်ပြန်ခဲ့တာလားဒီလမ်းကိုမောင်ကိုယ်တိုင်ရွေးချယ်ခဲ့တာလားမတူညီတဲ့ဘဝတစ်ခုကိုပေါင်းစပ်လို့လောကကြီးကတန်ခတ်တာလားမချိမြုံမှာမျက်ရည်တွေဝေတန်လာတယ် အဲ့ဒီမျက်ရည်ကမောက်အတွက်နောက်ဆုံးကြတဲ့မျက်ရည်ပါရှေ့ပြန်တဲ့လမ်းမှာပေါ့သမီးလေးကတောင်တလမ်းမှာအပူပိန်ခင်းစားပြောင်းရွှင်နေတယ်သမီးလေးကဒီမီရဲ့တောကတွေကိုမမြင်တာပဲကောင်းပါတယ်ပြုံးရည်နေတဲ့သမီးလေးရဲ့လက်ဘေးမှာ မောင်ဆင်ထားတဲ့ရွှေဆွေးကြိုးလေးရှိတော့ပြီလေမောင်ရဲ့ချစ်တဲ့လက်ဆောင်ကြောင်စင်ပြလေးကပြေကျူတကျူနဲ့အတူနေရယူထားတယ်ကောင်းမန်ကတဆင့် အပြင်ကိုကြည့်လိုက်တော့တောင်တွေပေါ်မှာဒိန်တွေဖြက်ပြေးနေတဲ့ပုံတွေကလှလိုက်တာ။ကောင်းငယ်မှာမကြီးဆွဲထားသလိုပဲလေ။ဒိန်မကြီးရဲ့မျိုးမျိုးကိုတွေ့ရတယ်။ကောင်းဝင်ကြီးမှာမောင်နဲ့အတူပြောခဲ့မှုတဲ့အရေးပကြီးတွေထင်ရလာတယ်။ဒါပေမဲ့လေတွေလာရင်ဒိန်မကြီးတွေက ပြက်ကွက်သွားတော့မှဒိန်တွေကကောင်းငယ်မှာအကြကြီးလှပပြီးမနေနိုင်ပါဘူး။မကြီးကြီးနေတော့လှပတဲ့အတိတ်တွေကလေနေရ ညောပါသွားကြတယ်။ပကြီးကရောပကြီးကတော့ပြက်ကွက်သွားလို့မဖြစ်ပါဘူး။တမီးလေးအတွက်အမေအတွက်ပကြီးမိခင်ကောင်းတမီးကောင်းပြီးသားသွားရှင်သန်နေရပါအောင်မယ်။တမီးလေးဘဝနင်းလက်ဖို့အတွက်မေဘဝဖြေချမ်းမှုအတွက်ဘယ်တော့မှပြက်ကွက်သွားမှာမဟုတ်တဲ့တမီးကြီးပါ။တက်ရှိတမီးကြီးရဲ့ပါ။တိမ်တွေမိခွန်းထုတ်ချင်တယ်။ ချစ်မကန်တရှိတာချစ်ကဘယ်ရာတွေကြောင့်တော့ဆိုဆိုရဲမင်းတို့လေးကိုမပြောလဲဆိုလို့ရှိရင်ဒီကောင်ဟုတ်တယ်လားတော့မှန်တယ်အဲ့ဒီဟာကိုတိတ်ပကြီးတိသွားတဲ့အခါမှာရွေးချယ်ချင်တော့ခုပြင်မယ်ဘင်္ဂောဆုံးလို့မလား 都不可能的。你接着来，你送了那种我发现了，你送了那一种，那没我可能的。ပြန်ခံလိုက်ရတဲ့အမျိုးသမီးရဲ့အနေနဲ့နှခါရှုံးတာကိုမဖြစ်စေချင်ဘူးပရမတစ်ချက်ကအင်တော်ကြီးဖောက်ပြန်ခံရတယ်နောက်တစ်ချက်ကကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုထိခိုက်တယ်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုအောက်ဆုံးထိပေါ့နော်ကြာစင်းစေတယ် အဲ့ဒါကဘဝတစ်ချောင်းလုံးလဲပါသွားမှာပဲဒဏ်ရာမှန်လို့ရှိရင်အမယုတ်ကတော့ဇန်နေခဲ့စင်းရဲ့ပါဆိုတဲ့အတွက်အဲ့လိုမျိုးဖြစ်လာလို့ရှိရင်ဘယ်လိုမျိုးဖြေရှင်းမှာလဲဆိုတော့အကောင်းဆုံးနိလန့်ကိုလည်းတွေးထားဖို့လိုတယ်ဒီယောက်ျားကကိုယ့်အပေါ်ပဲသစ္စာရှိရှိ ပေါင်းသင်းသွားမှာပါဆိုတော့ကံကောင်းတဲ့အမျိုးသမီးတွေပေါ့နော် အဲ့လိုမျိုးအမျိုးသမီးတွေလည်းရှိတယ်။မဟုတ်ဖက်နဲ့အိမ်ောင်ရေးဖောက်ပြန်ခံရတဲ့အမျိုးသမီးတွေလည်းရှိတယ်။အဲ့လိုမျိုးနဲ့ကြုံခဲ့ရပဲဆိုလို့ရှိရင်လှုပ်တင်လှုပ်ထိုက်တာကိုလှုပ်ပါ။ကိုယ့်ရဲ့စိတ်ခံစားချက်ကိုကိုယ့်ရဲ့စိတ်ခံစားချက်နောက်လိုက်ပြီးတော့အာသူတို့ကိုအသားပေးရတော့တဲ့အထိသူတို့ကမထိုက်တန်တော့ပါဘူး။ ကိုမချစ်လို့ကိုကိုအာညီမွေးလို့တခြားအကြောင်းအရာအကြောင်းမဖြစ်ပေါ့နော်တအကြောင်းတစ်ခုခုကြောင့်ဖောက်ပြန်နေဆိုလို့ရှိရင်သူဟာအိမ်တော်ရေးပြစ်မှုပြစ်မှုတွေကအိမ်တော်ရေးပြစ်မှုကိုကျူးလွန်တာပဲဖြစ်တယ်ဒါကြောင့်မလို့သူဟာအပြစ်သားပါအပြစ်သားကိုအပြစ်ပေးတဲ့နေနဲ့ပဲဆက်ဆံမရပါ ဒီလိုမျိုးလုပ်ဖို့အတွက်ဆိုလို့ရှိရင်လည်းအပြောနေတော့မရပါဘူးကိုကိုယ်တိုင်က strong ဖြစ်ဖို့လိုပါလိမ့်မယ်ဒါကြောင့်မလို့အမျိုးသမီးတွေအနေနဲ့ကိုယ်ယောက်ျားတယောက်ထဲရဲ့ဝင်းဝေးအပေါ်မှာပဲရက်တည်မနေပဲနဲ့ကိုကိုယ်တိုင်ကလည်းကိုအားကိုကိုနိုင်တဲ့အမျိုးသမီးတရားဖြစ်အောင်ကြိုးစားမယ်ဆိုရင်ဒီလိုမျိုးပေါ့နော်ဖောက်ပြန်ခြင်းတွေကြုံလာရတဲ့အခါမှာ အရင်ထိခိုက်နေတာမရှိပဲနဲ့အာဖြစ်ရှင်းနိုင်မယ်လို့ယုံကြည်တယ်။ဒါကြောင့်မလို့ဒီလိုမျိုးအခြေအနေနဲ့ကြုံလာခဲ့မယ်ဆိုလို့ရှိရင်အကောင်းဆုံးရေဆိုင်ဖြစ်ရှင်းမှုအတွက်ပထမဦးစားပေးအနေနဲ့စစ်ဆေးရမှာပဲဖြစ်တယ်။တိမ်တွေကိုမိကွန်းထုတ်ချင်တယ်။ခွင်လို့နိုင်တဲ့သူကတော့ခွင်လို့ပေါ့။ချစ်ကဆုံးလို့နိုင်တဲ့သူကတော့ဆုံးလို့ပါ။ ကောင်းဆုံးကတော့တခါခံရဘူးရဲ့နောက်တခါဖြစ်လိမ့်မယ်ဆိုတဲ့စိတ်မလုံးကြုံမှုကတော့ပေးနေပါပြီ။ဆိုလို့ရှိရင်တကယ်ဖြစ်ပြတ်ပေါ့နော်။တကယ်ဖြစ်ပြတ်မှန်ကိုအခြေခံပြီးတော့အာရေးသားခဲ့တာပဲဖြစ်ပါရဲ့။ပြီးတော့ကျတော့လည်းဒီဆောင်လေးမိသားစုအတွက်ဈာရမှာအခြေသုံးတဲ့လောက်နားပြီးမှ ေကိုဆက်ရေးကြတာဖြစ်ပြီးတော့ဒီထဲမှာပါဝင်တဲ့ဇဝင်ကန်တိုင်းဇဝင်ကန်တိုင်းရောဆိုလို့ရှိရင်အဲသက်ဆိုင်တဲ့နေရာတွေတော့တွားပြီးတော့မှလေ့လာခဲ့ပြီးတော့မှအဲဒီသာသာချင်းနဲ့ဖြစ်တယ်လို့ဘာသူရဲ့ဒီနေဆက်မှာဆိုလို့ရှိရင်ပြပြထားပါတယ်ဒါတကယ်ကိုပဲကောင်းမွန်နေပုံတော့ဒါ YouTube တွေတော့ဖြစ်တယ်လို့ပြောကြရင်အားလုံးသိပါတယ်ရှင်